ရာသီပြည်ပချင်းမှာထွက်မယ်မိုဘိုင်းလီဂျန်နီယူရိုကယ်လီယာကိုင်မွန်ကိုင်နီလေးကိုရီဗျူမှာပြောသွားမယ်။မြောက်ကလေးနဲ့တူတော့ကျွန်တော်ကတော့နီယူရိုနာမည်မသုံးတော့ဘူး။မြောက်မလေးလိုပဲသုံးလိုက်မယ်။မြောက်မလေးမှာအရေးကြီးဆုံးဒီပတ်စစ်ပါ။သူ့ရဲ့ပတ်စစ်ကဘာစပဲ3 3ကျွန်တော် skate 1 skate 2 edimin ဘာစပဲပဲ3 3ပေါ်လာမှာဖြစ်ပြီးတော့သူ့ရဲ့ပတ်စစ်ဒီအဝိုင်းထဲမှာရှိနေတဲ့ enemy တွေကိုနှေးစင်မှာဖြစ်ပြီးတော့ကယ်လီယာအတွက်ကအဲ့ပတ်စစ်နှစ်ကွင်းထပ်နိုင်မယ်ဆိုလို့ရှိရင် basic attack 3ချက်ပေါ့ အလန်းစားဘေးစစ်တက်၃ချက်ကိုရရှိမှာဖြစ်ပါတယ်။အကျန်းစားဘေးစစ်တက်၃ချက်ထွက်အောင်ဘယ်လိုလုပ်အောင်လဲဆိုတော့ဗီဒီယိုမှာဆက်ပြီးတော့ပြပြပေးသွားမယ်။အခုတော့ကျွန်တော် scale တွေကိုရင်ရှင်းပြမယ်။ကျွန်တော် scale 1ကိုစပြီးပြောအောင် scale 1ဒီမြေပြင်လက်သီးနဲ့မြောင်းမလေးကထိုးလိုက်မှာဖြစ်ပြီးတော့ enemy ကိုသွေးရော့စေမယ် AoE spell တစ်ခွက်ဖြစ်တဲ့အပြင်ကို passive ball မှာဖြစ်တဲ့အတွက် enemy ကို slow effect လဲဝင်စေမှာဖြစ်ပါတယ်။ scale 2 စကေဒူအနှစ်ဆင်းရှိရဲကျွန်တော်တို့ဒီတိုင်းဘာမှမရှိဘဲနဲ့သွားမယ်ဆိုဘလင်းသွားပြီးတော့ enemy ရှိမယ်ဆိုရင်ကျွန်တော်တို့တန်းဖန်ပြီးတော့စကေဒူဘလင်း rage တဲမှာ enemy ကရှိနေခဲ့မယ်ဆိုတန်းဖန်ပြီးတော့မြေပြင်ကိုစောင့်ချမှာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီပုံစံတိတ်ပြီးတော့မကျန်းလာဘူးစကေဒူမှာနောက်ထပ်ပို့ပြီးတော့ကျန်းတဲ့အကွက်ကွက်ရှိတယ်အဲ့ဒါ wall ခံပြီးတုံးတာပါ wall တို့ဘာလို့ရှိမှရှိနေခဲ့မယ်ဆိုလို့ရှိရင်စကေဒူတုံးတဲ့အခါ ကယ်လီယာမြောင်းမာလီယာအလေးပေါ်တက်သွားမှဖြစ်ပြီးတော့ကိုဘလင်းခုန်ကျင်တဲ့နေရာကိုတပည့်ဘလင်းပုံစံမျိုးခုန်လို့ရမှဖြစ်ပြီးတော့ enemy ကိုလေပေါ်ကိုမြောက်တက်စေတဲ့ airborne effect ပါတာပဲဖြစ်ပါတယ်။ Ski 2ဟာတပည့်ဘလင်းလုံပုံစံမျိုးတုံမာကျန်းတာဆိုပေမဲ့ war machine နေရာမျိုးမှာတကယ်ကျွန်တော်အခက်အခဲတွေ့မယ်ဆိုရင် passive ကိုအရင်ပေါ်အောင်လုပ်ပြီးမှ Ski 2တုံးမယ်ဆိုရင်လည်းခုန်လို့ရပါတယ် war machine လည်းအဆင်ပြေပါတယ်။အဲ့တော့ passive ပေါ်ဖို့ဆိုရင်တော့ Ski 1တုံးတုံး enemy တုံးတုံးပေါ်လာမှဖြစ်ပြီးတော့အဲ့ဒီရေကန်ပေါ်ကနေကျွန်တော် Ski 2ကိုအဖျားလေးပဲဖြစ်ဖြစ်ထိအောင်တုံးလိုက်မယ်ဆိုရင်ကယ်လီယာလေပေါ်တက်မယ်မြောင်းမာလီယာပြီးတော့မှအောက်ကို airborne ပုံစံနဲ့တပည့် ပလင်းခုံပြီးတော့ကျမ်းမှာဖြစ်ပါတယ်အဲ့ဒီမိတ်ကတော့ကျွန်တော်တို့ကာဂျာတို့ဖရန်ကိုတို့လိုပဲကျွန်တော် enemy ကို stand ပေးမှာဖြစ်ပြီးတော့သူ level တက်နေတဲ့အချိန်မှာကျွန်တော်တို့ pure stand ဖြစ်တဲ့ frango ad နဲ့ကာဂျာ ad ကလွယ်လို့ကျန်တဲ့ stand နေ slow တွေကသူ့ကိုလုံးဝတက်ရောက်စေမှာမဟုတ်တော့ဘဲနဲ့ enemy ကို pure stand စစ်စစ်ကိုပေးမှာဖြစ်ပါတယ်ကယ်လီယာရဲ့အကြမ်းဆုံး passive skill ကိုပြောပြပါမယ်အဲ့တော့သူ့ရဲ့ scale တွေတုံးမိရခါပေါ်နေတဲ့ဝါဒစုံနှစ်ခုကိုထပ်အောင်လုပ်ပြီးတော့သူ့ရဲ့လက်မှာကျွန်တော်တို့ရေပွက်ပုံစံလေးပေါ်လာပြီးဆိုတာနဲ့တကယ်လို့အနေနဲ့3 basic attack ကိုရရှိမှာဖြစ်တယ် 3 basic attack ရဲ့တက်ရောက်မှုတွေကိုဆက်ပြီးရှင်းပြပါမယ် basic attack ရဲ့ပထမအချက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ rage ကကျေလာမှာဖြစ်ပါတယ် attack rage ဒီတော်တော်လေးကိုကျေသွားမှာဖြစ်တယ် basic attack ရဲ့ဒုတိယအချက်ကတော့ယူဆောင်ရဲ့ passive လိုမျိုး enemy ရှာသွေးဆုပ်တာဖြစ်ပါတယ်ကိုတရားတွေပဲရှိမယ်ဆိုရင်တော့သွေးဆုပ်တဲ့ effect ဒီကိုပြန်ပြီးတော့သွေးပြည့်စင်မှာဖြစ်ပေမဲ့ကိုဘေးနာမှာ team mate တွေရှိရဆိုရင်တော့ကိုကိုသွေးပြည့်စင်မှာမဟုတ်ဘဲနဲ့ကို team mate တွေကိုသွေးပြည့်စင်မှာဖြစ်တဲ့အတွက် team fight မှာဆိုလို့ရှိရင် support sand နဲ့ fighter တကောင် ဖြစ်တယ်ဗျ visit တဲ့ရဲ့နောက်ဆုံးချက်ကတော့ water zone တစ်ခုထပ်ပြီးတော့ပေါ်လာမှာဖြစ်တယ် enemy ဒါကတော့ stand မပါပါဘူးမြဲ water zone တစ်ခုတော့ ထပ်ပြီးပေါ်လာမှာဖြစ်ပါတယ်စပယ်တွေကိုလည်းအထိုက်လျောက်ကျွန်တော်ရှင်းပြပြီးမလို့တကယ်ကျွန်တော်အနေနဲ့ကယ်လီယာကိုတန်းခိုင်မယ်ဆိုတန်းခိုင်လို့ရမှာဖြစ်ပြီးတော့အကယ်၍ item နေ spare ကုန်မှုတွေမတည်သေးဘူးဆိုရင်လည်းနောက် video တစ်ပုတ်လုတ်ပေးမှာမလို့ comment လေးရေးပြီးတော့ supporting ပေးကြပါအောင်ခင်ဗျအားလုံးကျေးဇူးအများကြီးတင်ပါတယ်